အားလုံးပဲမြင်လာပါရှင် Global Media ရဲ့နိုဝင်ဘာလ2ရက်နေ့ည8:00နာရီတင်ပြများကိုစူးစီးတင်ဆက်ပေးပါတော့မယ်ရှင်။မြန်မာနိုင်ငံမှာဘယ်သူမှမကျင်းပဘူးတဲ့ပုံစံနဲ့မိုးရေထဲမှာပတိန်ထင်းလေးတွေနဲ့အခုလိုမျိုးခန်းနာစွာမင်္ဂလာလက်မှတ်ရေးထိုးလိုက်တဲ့ဇိုပြေတဲ့စင်နဲ့ဟင်းဝေးရံအနုပညာကရတဲ့ဝင်ငွေတွေနဲ့ဒေါ်လာတန်းချီတန်နဲ့အိမ်ဆောင်နိုင်တဲ့ဒီချမ်းသာတဲ့အနုပညာရှင်၄ယောက်အသက်ကြီးနေပေမဲ့မပြတ်စီပဲအမှားဘူးသမီးလေးတွေဝင်းနိုင်ရတဲ့လေဝတ်ချက်ကိုပြောပြလာတဲ့တထေးကြီးဦးမျိုးတန့် စတဲ့သတင်းတွေပဲဖြစ်ပါရဲ့ရှင်။မြန်မာနိုင်ငံမှာဘယ်သူမှမကျင်းပဘူးတဲ့ပုံစံနဲ့မိုးရီထဲမှာပသိမ်တီလေးတွေနဲ့အခုလိုမျိုးခမ်းနားစွာမင်္ဂလာလက်မှတ်ရေးထိုးလိုက်တဲ့ဆိုပြေသဇင်နဲ့ဟင်းဝေရန်ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ မြန်မာနိုင်ငံမှာပဲနှုပညာရှင်မမကျင်းပဘူးတဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုကျင်းပခဲ့ရကတော့ဟင်းဝီရဲ့နေဆိုပြည်သင်းတို့ဆောင်တွဲပေါင်းဒီဆောင်တွေကိုပရိသတ်တွေကအစောပိုင်းကာလတွေကတည်းကသဘောတူခဲ့ကြတာပါအခုတော့ပရိသတ်တွေအားလုံးမြင်ကျင်ကြတဲ့အတိုင်းပဲအားလုံးရဲ့ဆန္ဒတွေပြေဝသွားပြီဖြစ်ပါတယ်သူတို့နှစ်ဦးကတရားဝင်မင်္ဂလာလက်မှတ်ရေးထိုးပြီးစေစက်ကြောင်းလန်းလိုက်ပြီပဲဖြစ်ပါတယ်ဒါဝိမဲ့ဒီမင်္ဂလာပွဲကတာမန်မင်္ဂလာပွဲတွေနဲ့လုံးဝမတူပါဘူးဘာတွေထူးကြလဲဆိုတော့ပထမဆုံးအားလုံးရဲ့မျက်လုံးကိုဖန်ဆင်းသွားတာကတော့သူတို့သမီးလေးဆိုပြီး သက်စင်ရဲ့ခန်းနာထဲဝါမှုပါပဲသူမကဒီပွဲမှာတန်ဖိုးအလွန်ကြီးမားလာတဲ့နီလာကြောင့်မြတ်ယရနာကြီးတွေကိုစိန်အစ်စ်တွေနဲ့ဝင်းရံဖန်တီးထားတဲ့လက်ဝိယရနာအစုံလိုက်ကိုဆင်မြန်းထားခဲ့ပါတယ်ဒီနီလာနဲ့စိန်ယရနာတွေရဲ့တန်ဖိုးကအမေရိကန်ဒေါ်လာအသန်းချီရှိတဲ့လို့သိရပြီးတော့ဒီယရနာတွေရဲ့အလင်းတောက်ပေါင်းမှုကသူတို့သမီးလေးရဲ့အလားကိုပို့ပြီးတော့စက်တည်းရရှိရှိလှပစေခဲ့ပါတယ်တကယ်ကိုမင်းသမီးတစ်ပါးဘယင်မတစ်ပါးလို့ခန်းနာထဲဝါခံညာနေခဲ့ရပါဘူး ဟိဝရန်ကလည်းမြန်မာနိုင်ငံရဲ့ထိပ်တန်းတရေသားတဦးပြီးပြီးသရိုသားဝစ်စုံနဲ့လိုက်ဖက်ညီစွာခံညားနေခဲ့ပါတယ်။ဒါကလည်းဟိဝရန်ကမြန်မာနိုင်ငံမှာထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်မိသားစုကသားဖြစ်တာကြောင့်ဒီလိုမျိုးခန်းနာထဲဝါစွာနဲ့မင်္ဂလာဝေးကိုငွေကုန်ကြေးချခံပြီးတော့ကျင်းပနိုင်ခဲ့ရပါ။ဆိုပြတဲ့စနေဟိဝရန်ရဲ့ပွဲကိုနန်းစုရည်ဒီဆိုနဲ့အတူပိုင်ဒဂွန်နဲ့လင်းမြဖူတို့ဇုံတွေကပါတက်ရောက်ခဲ့ပါတယ်။ဒါအပြင်တခြားသောအနုပညာရှင်တွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ဒီပွဲရဲ့အဓိကထူးခြားချက်မှာတော့အလုံးကဘလူးတောင်စီစဉ်လိုက်တာလေလို့အန်အောသွားရတဲ့အချက်ကမိုးပါပဲဟုတ်ပါတယ်သူတို့မင်္ဂလာလက်မှတ်ရေးထိုးပွဲကျင်းပတဲ့နေ့မှာရန်ကုန်မြို့ကြီးဟာမိုးရီအဆက်မပြတ်ရွာသွန်းနေခဲ့ပါတယ်။တာမန်လူတွေအတွက်တော့မင်္ဂလာပွဲနေ့မှာမိုးရွာတာကစိတ်ညစ်စရာအခမ်းအနားပျက်စီးစေနိုင်တဲ့အရာတစ်ခုလို့ထင်ကြမှာပါ။ဒါပေမဲ့သူတို့ဆောင်တွေကတော့ဒီမိုးကိုအနောက်ရှက်တစ်ခုလို့မသတ်မှတ်ခဲ့ပါဘူး။မိုးရွာနေတာကိုပဲအခွင့်အရေးတစ်ခုအဖြစ်သုံးချပြီးမြန်မာနိုင်ငံရဲ့ရိုးရာအမှတ်အသားတစ်ခုဖြစ်တဲ့ပဒိန်ထီလေးတွေကိုအဲ့ တယ်တွေရောသတို့သားသတို့သမီးပါအသုံးပြုခဲ့ကြပါတယ်။မိုးရေဇက်တွေကြားထဲမှာစိမ့်ဆိုနေရဲ့မြက်ခင်းပြင်ပေါ်မှာလှပတဲ့ပသိန်တီးလေးတွေကိုစောင်းပြီးတော့ကျင်းပခဲ့တဲ့ သူတို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲကတော့မြင်ကွင်းကတကယ့်ကိုပဲရိုမန်တစ်ဆန်လွန်တဲ့မြင်ကွင်းတစ်ခုဖြစ်ခင်ရပါတယ်။ဒါကမြန်မာပြည်မှာဘယ်အမှုပညာရှင်ပဲတထီးကားမှမကျင်းပဘူးသေးတဲ့ပုံစံသေးတစ်ခုပါပဲ။မိုးရွာလာကိုတော့အမှုပညာဆန်ဆန်ရိုမန်တစ်ဆန်ဆန်ဖြစ်အောင်ဖန်တီးနိုင်ခဲ့ရကတော့သူတို့ရဲ့အမှတ်တရပါပဲ။ပရိသတ်တွေအလုံးကလည်းဒီမြင်ကွင်းကိုကြည့်ပြီးတော့အယံကိုသဘောကျနေကြပါတယ်။ပရိသတ်တွေသဘောတူခဲ့တဲ့ဇုံတွဲလေးကပရိသတ်တွေထင်ထားတာထက်တောင်ပိုပြီးတော့ခဲနာပြီးပိုပြီးတော့ရိုမန်တစ်ဆန်စွာနဲ့သူတို့ရဲ့ဘဝခီးလမ်းသေးကို ကိုစတင်လိုက်ပြီးဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ရှေ့ဆက်မဲ့မင်္ဂလာအိတ်ခံပွဲကြီးတွေကိုလည်းမကြခင်နိုဝင်ဘာလ14ရက်နေ့မှာထပ်မံပြီးတော့ကျင်းပသွားအောင်မှာဖြစ်လို့ပရိသတ်တွေကတော့စောင့်စားနေကြပါတယ်။မိုးရီလေးမှာတော့အလှမပြတ်ခဲ့တဲ့ဒီစုံတွေလေးအတွက်ဂုံယူစကားလေးတွေကိုလည်းပြောကြားခဲ့ပါအောင်ရှင်။ အနုပညာကရတဲ့ဝင်ငွေတွေနဲ့ဒေါ်လာတန်းချီတန်တဲ့အိမ်ရောက်နိုင်တဲ့အထိချမ်းသာတဲ့အနုပညာရှင်၄ယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုထဲမှာတော့အနုပညာလောကမှာကိုပိုင်အစွမ်းစားနဲ့ဒေါ်လာတန်းရချီတန်တဲ့အစဉ်မြင့်စိန်ခန့်အိမ်ကြီးတွေစောင့်လုပ်နိုင်တဲ့ဒီချမ်းသာတဲ့အနုပညာရှင်၄ယောက်ကိုပြောပြပေးသွားမှာပါဘယ်အနုပညာရှင်တွေကကြီးကြီးတဲ့ချမ်းသာကြွယ်ဝနေသလဲဆိုတာဒီဗီဒီယိုထဲမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်၄လွှမ်းပိုင် ခေတ္တလောကမှာကိုယ်ပိုင်သချင်းတွေကိုရင်းဆက်ကအောင်မြင်တဲ့သချင်းတွေကိုဖန်တီးသိဆိုနိုင်တဲ့အစိုးရဖြစ်တယ်လို့ရုပ်ရှင်တရုပ်ဆောင်တအူးလေးဖြစ်တဲ့အစိုးရလွမ်းပိုင်ကတော့တိတ်မကြသေးခင်ကပဲသူကိုယ်တိုင်အကုန်ကြခံဆောက်လုပ်နေတဲ့တန်ဘူးကြီးစိန်ခန့်အင်ကြီးကိုချပြထားတာပေါ့လွမ်းပိုင်ရဲ့အင်ကြီးက၃တက်ကျော်၄တက်ဖြစ်ပြီးတော့ကိုယ်ပိုင် gym ကိုယ်ပိုင်ရေကူးကန် game streaming အခန်းတွေနဲ့အတူကိုယ်ပိုင် studio တွေနဲ့တကယ်ကိုကြီးကျယ်ခမ်းနားနေရဖြစ်ပါတယ် ဒါကလည်းအစိုးရလွမ်းပိုင်ဟာဂီတာလောကမှာရှိုးဝဲတွေတည်ဆိုရင်ဝင်ငွေရတယ်လို့ဘိုးပန်ကြီးနဲ့မယ်နဲ့ဂိမ်းစထရီမီတွေလောက်တော့ရုပ်ရှင်ရိုက်ကူးတာတွေကြောင့်အခုလိုမျိုးခံထားတဲ့အင်ကြီးကိုတည်ဆောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ နံပါတ်3နှိုင်းရှင်မြင့်မို့တကယ်ကိုနန်းတော်အလားကြီးကျယ်ခန်းတဲ့အင်ဂျီတလုံးကိုတိဆောက်နေတာကတော့မြန်မာနိုင်ငံရဲ့လိုက်စေးပရင်မှာနှိုင်းရှင်မြင့်မို့ပါနှိုင်းရှင်မြင့်မို့ဟာတခေတ္တခါကဇက်ဖို့ဇက်ရံတရုတ်ဆောင်တူပါလွမ်းပါပါတယ်ဒါပေမဲ့လည်းအခုချိန်မှာတော့နှိုင်းရှင်မြင့်မို့ကနမကြီးရုပ်ရှင်မင်းသားမင်းသမီးတွေမဆောက်လို့နိုင်သေးတယ်အင်ဂျီကိုကြီးကျယ်ခန်းတာဆိုနဲ့ဆောက်လို့နေကြတာပါဒါကလည်းနှိုင်းရှင်မြင့်မို့ကခုနကပြောခဲ့သလိုပဲအွန်လိုင်းလိုက်စေးပရင်မှာတဆူဖြစ်နေတာကြောင့်ပါ နိုင်စင်မြင့်မို့ရောင်းလိုက်တဲ့ပစ္စည်းတွေဟာခဏလေးနဲ့ကုန်တယ်လို့သိရပါတယ်။ဒါကြောင့်လည်းနာမည်ကြီးကုမ္ပဏီတွေစိန်ရွှေရတနာဆိုင်တွေကနိုင်စင်မြင့်မို့နဲ့အလုံးလုံးချင်လို့တန်းစီနေရတာပါ။ဒီလိုမျိုးလိုက်စေးလောကမှာအောင်မြင်လို့လည်းနိုင်စင်မြင့်မို့ကနန်းတော်ကြီးအလားခန်းထားတဲ့အင်ကြီးကိုနာမည်ကြီးဆောက်လုပ်ရေးကုမ္ပဏီနဲ့တိစောက်နေရပဲဖြစ်ပါတယ်။ နံပါတ်1ကောင်းမြတ်ဆန် MRD ဖုန်းမင်းသားတွေထဲမှာအအောင်မြင်ဆုံးဖြစ်နေတာကတော့ကောင်းမြတ်ဆန်မောင်ကောင်းမြတ်ဆန်ကသိန်းပေါင်း9000ကျော်တဲ့ဇိန်ခန့်အင်ကြီးကိုမိဘနှစ်ပါးနဲ့အတူညီမလေးအတွက်ဆောက်လုပ်ထားပါတယ်။ဒါကလည်းကောင်းမြတ်ဆန်ကအနုပညာလောကမှာတရုပ်ဆောင်ကောင်းသလိုပျော်ပျော်နေတတ်ပြီးတော့စိတ်ထားကောင်းတာကြောင့်အနုပညာအလုပ်တွေဇက်တိုက်လုပ်ရင်းနဲ့ဒီလိုမျိုးတန်ဖိုးကြီးအိမ်ကိုတည်ဆောက်နိုင်တာဖြစ်ပါတယ်။နံပါတ်1ချူလင်း မိဘတွေနေထိုင်ဖို့ဒေါ်လာ300ရာချီတန်တဲ့အိမ်ကြီးကိုတိစောက်နေတာကတော့ရခိုင်လူမျိုးတယောက်ဆောင်မင်းသမီးချူလေးပါ။အစောပိုင်းမှာတော့ချူလေးရနယ်ကနေရန်ကုန်ကိုတက်လာရင်းနဲ့အမှုပညာလောကမှာနေရတနေရရဖို့ခက်ခက်ခဲခဲနဲ့စူးစားခဲ့ရတာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ချူလေးရစူးစားအထောက်မှုတွေနဲ့အတူသူမရဲ့အမှုပညာအရင်ချင်းတွေကြောင့်အမှုပညာလောကမှာနေရတနေရရရှိနေပြီဖြစ်ပါတယ်။ဒါအပြင်ချူလေးကအခုဆိုရင်အကယ်ဒမီရပြီးတော့ထိတ်တန်းရုပ်ရှင်မင်းသမီးတောင် ဖြစ်နေပါပြီ။ ဒါကြောင့်လည်းရုပ်ရှင်ဇာတ်ကောင်းတွေမနာတမ်းရိုက်ကူးနေရပြီးတော့မိဘတွေအတွက်သိန်းပေါင်းတန်းချီတန်တဲ့အိမ်ကြီးကိုတည်ဆောက်နိုင်တာပဲဖြစ်ပါတယ်။အခုပြောပြခဲ့ရတာကတော့သိန်းပေါင်းတောင်းချီတန်တဲ့အိမ်ကြီးတွေကိုကိုယ်အစွမ်းအစာနဲ့တည်ဆောက်နိုင်ခဲ့တဲ့အနုပညာရှင်တွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီအနုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုလည်းမှတ်ချက်ပေးပြောသွားခဲ့ကြပါအောင်နော်။ သက်ကြီးနေပေမဲ့မပြတ်စည်းပဲအမွာဘူးသမီးလေးတွေမွေးနိုင်ရတဲ့လေဝတ်ချက်ကိုပြောပြလာတဲ့တထေးကြီးဦးမျိုးသက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတလောဆိုရှယ်မီဒီယာပေါ်မှာပရိသတ်တွေအားလုံးကစိတ်ဝင်စားနဲ့အမြဲဆောင်ကြည့်နေရတဲ့မိသားစုလေးတခု ရှိပါတယ်အဲ့ဒါကတော့မန္တလေးမျိုးကတထေးကြီးဦးမျိုးတန်းနဲ့သူ့ရဲ့ဇနီးငယ်ငယ်ချောချောလေးမအီယူမုံတို့မိသားစုလေးပါပဲ။ သူတို့ဇနီးမောင်နှံကိုအများစုကစိတ်ဝင်စားကြတာကတထေးကြီးဦးမျိုးသက်ဟာအသက်60ကျော်90နာရီအရွယ်ကြီးမှမှတမီးအရွယ်ဇနီးစောလေးကိုလက်ထပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအကြောင်းအရာချက်ပူပြီးတော့လူတွေအင်ရောတကြီးဖြစ်ခဲ့ရတာကတော့အဲ့ဒီဇနီးငယ်လေးနဲ့တစ်ချက်သေးနဲ့အမွာဘူးတမီးလေးနှစ်ယောက်ကိုမွေးဖွားနိုင်ခဲ့လို့ပါပဲ။ ဒီတင်းထွက်လာတော့ကဆိုရင်လူတွေအလုံးအံ့ဩတကြီးဖြစ်ခဲ့ကြပါတယ်။အသက်60ကျော်80အရွယ်လူကြီးတယောက်ကဒီလိုမျိုးတစ်ကြိမ်နဲ့အမွာဘူးသမီးလေးတွေရအောင်ဘလို့တောင်ဆွမ်းဆောင်နိုင်ခဲ့ရလဲ။သူကတကယ်ပဲမပြတ်စည်းပဲကျန်းမာရေးလိုက်စားပြီးတော့အရန်တန်ဆွမ်းနေလို့လားဆိုပြီးတော့ထင်ကြီးအမျိုးမျိုးပေးခဲ့ကြပါတယ်။အခုတော့တထေးကြီးဦးမျိုးတန်းကိုရိုင်းကအသက်ကြီးမှအမွာဘူးသမီးလေးတွေရအောင်ဆွမ်းဆောင်နိုင်ခဲ့တဲ့သူရဲ့လက်ဝတ်ချက်ကိုပရိသတ်တွေကဖွင့်ချပြောပြလာခဲ့ပါတယ်။ တကယ်တော့ဒါဟာတာမန်သဘာဝအတိုင်းရရှိခဲ့တာမဟုတ်ပါဘူးရှင်။တထေးကြီးဦးမျိုးတန်းကသူတို့ဇနီးမောင်နဲ့ဟာအမွာဘူးသမီးလေးတွေရရှိဖို့အတွက်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့အစင်းမြင့်ဈေးရုံကြီးတစ်ခုမှာတိန်ပေါင်းတောင်းချီဘီလီယံပေါင်းများစွာအကုန်ကြခံပြီးတော့အစင်းမြင့်ဆုံးမျိုးဆက်ပွားနီးပညာနဲ့ဂျိုးပန်းခဲ့ရာဖြစ်ကြောင်းရှင်းပြလာခဲ့ပါတယ်။သူဘာဖြစ်လို့ဒီလောက်တောင်ဝေကုန်ကြီးကြခံပြီးတော့အပင်ပန်းခံကသမီးလေးတွေကိုရကျင်ခဲ့ရတာလဲ အကြောင်းရင်းကတော့သူဟာအဖေကိုချစ်တဲ့သမီးလေးတွေကိုအရန်လိုချင်ခဲ့ရကြောင်းဒီလိုမျိုးအမွာဘူးသမီးလေးရရှိအောင်အကုံကြခံပြီးတော့စူးစမ်းဖန်တီးခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်ရှင်။သူရဲ့ဇနီးဖြစ်သူမအီမွန်ကလည်းခင်မွန်တဲ့ပုံမှာဘလောက်အမြင်ရှိတယ်ဆိုတော့ကိုအခုလိုဖြေချထားပါတယ်။သူမပြောတာကခင်မွန်တဲ့ဦးမျိုးသက်ဟာသူမတော့ခင်မွန်တယောက်လိုသာမကောင်အကိုတယောက်လိုဆရာတယောက်လိုပါဖြစ်နေပါရဲ့တဲ့။ပါမစိုးသူမလိုအပ်တော့ကိုတောင်းဆိုစရာမလိုပဲအမြဲတမ်းစိတ်တန်းကြဖြည့်စည်းပေးတတ်တယ်လို့ဆိုပါတယ် ဥပမာအနေနဲ့တမိလေးတွေရက်တရာပြေးမှတောင်နောက်ဆုံးပေါ်အကားအသစ်ကြီးတစည်းဝယ်ပြီးခဲ့တယ်လို့လိုအပ်တာမှန်သမျှအသေးစိတ်ကအစဖြည့်စည်းပြီးတဲ့အိမ်ထောင်ဦးစီးကောင်းတယောက်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။တရေကြီးဦးမျိုးတန်းကလည်းဇနီးဖြစ်သူမတ်အီမုံကိုဘာကြောင့်ရွေးချယ်လက်ထက်ခဲ့လဲဆိုတာရှင်းပြခဲ့ပါတယ်။သူမကအရွယ်ငယ်ပေမဲ့ဘာသာရေးကန်ဆိုင်နေအနေအေးတယ်၊ရိုးသားတယ်၊အမျိုးသမီးကောင်းပီတာတယ်ဆိုတဲ့အချက်တွေကြောင့်သူမကိုတန်ဖိုးထားပြီးတော့လက်ထက်ခဲ့ရဖြစ်ကြောင်းရှင်းပြထားပါတယ်။ သူတို့နှစ်ယောက်ဟာတိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ကြတာမဟုတ်ဘဲမိတ်ဆွေတယောက်ကမိတ်ဆက်ပီးရင်နဲ့ဆုံတွေ့ခဲ့ကြတာဖြစ်ပြီးတန်ဟာပထန်းဆက်ရေဆက်ပါပဲလို့ယုံကြည်ကြောင်းဆိုပါတယ်သူတို့ဇနီးမောင်နှံဟာတယောက်ကိုတယောက်အပြန်အလှန်လေးစားမှုအပြည့်အဝရှိပါတယ်ဇနီးဖြစ်သူမအီမောကဦးမျိုးသက်ဟာရှာမရှာတဲ့အယောက်ကြောင့်အလူတန်းအရင်ရက်ရောပြီးကိုကျိုးတွမ်းမကြည့်ပဲလူတန်းတက်သူလို့ချီးကျူးခဲ့တယ်လို့ဦးမျိုးသက်ကလည်းဇနီးဖြစ်သူမအီမောက ရှာမရှားတဲ့ဇနီးတယောက်ပါပဲလို့ပြန်လဲချီးကျူးခဲ့ပါရယ်။ဒါကြောင့်ပြည်သက်တွေအံ့ဩနေတဲ့အသက်ကြီးမှအမွာဘူးရခြင်းရဲ့လှည့်ဝတ်ချက်ကတော့သူတို့ရဲ့ငွေကြေးအင်အားခင်မီစေးပညာနဲ့တမီလေးတွေလိုချင်တဲ့မျှော်လင့်ချက်တွေပေါင်းစပ်ပြီးတော့ဗန်ကောက်မြို့မှာအကောင်ဆုံးဂျိုးပန်းဖန်တီးခဲ့လို့ပဲဖြစ်ပါရယ်ရှင်။ပြည်သက်ကြီးတို့အနေနဲ့ရောဒီလိုမျိုးကိုရဲ့မိသားစုအိမ်မက်ကိုငွေကြေးအင်အားနဲ့အကောင်ဆုံးအကောင့်ထဲပေါ်ခဲ့တဲ့တထေးကြီးဦးမျိုးတန်းတို့ဇနီးမောင်နဲ့အပေါ်မှာဘယ်လိုထင်မြင်မိပါသလဲ။ တမန်မှာမှတ်ချက်လေးတွေကိုဝင်ရောက်ဆွေးနွေးပေးပါအောင်နော်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေရှင်။